ကျွန်တော်လည်းမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့1173ပြိုင်ပွဲကြီးအတွက် press conference သတင်းစာရှင်းလင်းပွဲကျင်းပခဲ့တယ်ပြီးတော့တွဲဆိုင်တစ်ခုကိုထုတ်ပြလာခဲ့ပါတယ်ပြည်သက်တွေအရင်သဘောကျတဲ့တွဲဆိုင်တစ်ခုကို1ကပထမဆုံးထုတ်ပြလိုက်တာဖြစ်တယ်ခင်ဗျအဲ့တော့ဒီနေရာမှာကျွန်တော်တို့ကတွေးစရာရှိတာတယ်ဗျာဂျပန်နိုင်ငံမှာနေရာပြောင်းပြီးကျင်းပလိုက်တဲ့1173ပြိုင်ပွဲကြီးမှာ German fighter တွေကို1ကပို့ပြီးတော့ နေရာပေးမလားဆိုတာပဲအခုဒီနေ့ထုတ်ပြသွားတဲ့ dress sign ဆိုင်မှာတော့ super bone နဲ့ nari dress sign ပါတယ်နောက်တစ်ခုကတော့ ruru နဲ့ malikin dress sign ပါတယ်ပေါ့ rematch ပြန်ထိုးရမယ်ဟိုနှစ်ယောက်ကတော့ပြီးတော့အခုဒီချိန်ကတော့ပွဲနေတာစိတ်ဝင်စားစရာကောင်းတယ်ဗျဘာကြောင့်လဲဆိုတော့အခုဒီချိန်ထိုးရမယ်1173ပြန်ပွဲကြီးကို cage ထဲမှာကျင်းပမယ်ပေါ့လေအဲ့တော့ဒီ cage ထဲမှာ ထိုးရမယ့်အနေထားမှာ rule နဲ့ malikin ပထမတစ်ချိန်နဲ့မတူနိုင်တော့ဘာကြောင့်လဲဆိုတော့ပထမတစ်ချိန်ပွဲပြီးတဲ့အချိန်မှာဝေဖန်တန်တွေထွက်ပေါ်ခဲ့တယ်ရူရူကကျိုးဝိုင်းထဲမှာကြောက်မာလီခင်ကိုအခုလိုအသာစီးယူသွားလို့ရတာတကယ် case ထဲမှာထိုးရင်အဲ့လိုမဖြစ်နိုင်ဘူးဆိုပြီးတော့ပြည်သက်တွေကထောက်ပြခဲ့ကြတယ်မာလီခင်ဘက်ကလည်းအဲ့လိုစကားမျိုးထွက်ခဲ့ဘူးလေသူ့အနေနဲ့တကယ် case ထဲမှာကစားရမယ်ဆိုရင် အခုတည်းဘိုးကောင်းကစားပြရင်လေဆိုတဲ့အတန်လေးထွက်ခဲ့မှုတယ်အခုတော့ဝမ်းက case ထဲမှာထိုးဖို့စီစဉ်ပေးလိုက်ပြီဒီတော့ရူရူစီကိုရောက်သွားတဲ့ရွှေကပတ်ကိုစိတ်မကြေဘဲမှာမာလီခင်ပြန်ဝင်နိုင်မလားဒါမှမဟုတ်ရူရူကပဲနောက်ထပ်ကြိမ်ထပ်နိုင်ပြီးတော့ဒီဝိတ်တန်းရဲ့အကျွင်းမဲ့ချန်ပီယံတယောက်ဖြစ်ရည်တည်ပြလိမ့်မလားဆိုတာကျွန်တော်စောင့်ကြံပွဲဖြစ်သွားကြင်ခင်ဗျဒီတော့နောက်တစ်ပွဲထုတ်ပြောလာတဲ့အခါမှာစူပါဘုန်းနဲ့နွားရီပွဲကိုကျွန်တော်တွေ့လာရတယ် ဒီဘွဲကလည်းစိတ်ဝင်စားစရာကောင်းပါတယ်စူပါဘွန်းဟာသူ့ရဲ့ကစားသမားဘွားဖြတ်သန်းမှုမှာတာဝန်ဆိုင်ကိုရှုံပြီးတော့ဖိကဘောက်ကိုလောက်လာရတယ်အဲ့တော့အခုနွားရီကရှေ့မှာထိုးခဲ့တဲ့1172ပြိုင်ပွဲမှာတာဝန်ဆိုင်ကိုအနိုင်ယူတယ်ပြီးတော့ကြားဖြတ်ပေါ့လေယာယီဖိကဘတ်ချန်ပီယံဖြစ်လာတယ်ဒီပွဲကပေါင်းစည်းဖိကဘတ်ချန်ပီယံလူပွဲအဲ့တော့စူပါဘွန်းစီရဖိကဘောက်ကိုနွားရီရသွားမလား နွေရီရဲ့ယာယီရှမ်ပီယံဆိုတဲ့ဥစ္စာကိုလုံးဝစူပါဘုံကတခါတည်းပညာပေးပြီးတော့ပေါ့လေသူဒီသားလျင်ရှမ်ပီယံဖြစ်တယ်ဆိုတဲ့ဂုဏ်ပုဒ်ကိုစိုက်ထူသွားမလားဆိုတာကျွန်တော်စောင့်ကြည့်ရမယ်စူပါဘုံကတော့တခုပဲပြောသွားတယ်ကျွန်တော်ကဒီပွဲကိုအနိုင်ကစားမှာတဲ့ဂျပန်မြန်မာကျွန်တော်စီကတာဝန်ဆိုင်ရှုံးပြီးပြီတဲ့ဒီဒီချိန်တော့အဲ့လိုမဖြစ်စေရတော့ဘူးတဲ့ကျွန်တော်အနိုင်ပဲကျွန်တော်ဘွားမှာတာဝန်ဆိုင်နဲ့ပြန်တွေ့ကျင်တယ်တာဝန်ဆိုင်ကိုပြန်တွေ့ဖို့အတွက် ဒီပွဲကိုအနိုင်ထိုးရမယ်ဆိုတာကျွန်တော်နားလည်ပြီးသားတယ်ဒီတော့ကျွန်တော်အနေနဲ့နွားရီကို အနိုင်ဖို့အားလုံးပြည့်ပြည့်စုံစွာပြင်ဆင်ထားရဲဆိုတာကိုပွဲထိုးတဲ့အချိန်ရောက်ရင်အားလုံးမြင်တွေ့ကြရလိမ့်မယ်ဆိုပြီးတော့စူပါဘုံကပြောသွားခဲ့တယ်ခင်ဗျအခုဒါဆိုရင်1173ပြိုင်ပွဲကြီးဟာ case ထဲမှာထိုးရမယ်ပြိုင်ပွဲဆိုတာကျွန်တော်သိခဲ့ရပြီပြီးတော့တွဲဆိုင်တစ်ခုထွက်ပေါ်လာပြီအဲ့တွဲဆိုင်တွေကတော့လူလူနဲ့မာလီကင်တို့ rematch စိတ်မကြေဝဲပြန်ထိုးရမယ်တွဲဆိုင်နဲ့တစ်ဖက်မှာစူပါဘုံနဲ့ ကျွန်တော် Fighter Noir တို့ထူအောင်တွဲဆိုင်နေဖြစ်ပါတယ်ဒီတော့1173မှာနောက်တက်စိတ်ဝင်စားစရာဘလို့တွဲဆိုင်နေပါဝင်လာလိမ့်မယ်ဆိုတာကိုကျွန်တော်တို့ဆက်လက်ရင်ခုန်ကြရတော့မှာဖြစ်ပါတော့ခင်ဗျာကြည့်ရှုအားပေးပြည့်တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ